စကိုင်းတိုင်းအတွင်းအားတဲ့စစ်ရှောင်းတသန်းကျော်စားနပ်ရိက္ခာလိုအပ်ချက်ပုံမှန်ကြီးမားလာတယ်တဲ့အဲ့တော့စစ်ရှောင်းလို့ပြောရင်ကျွန်တော်တို့နှစ်ပိုင်းခွဲပြောရလိမ့်မယ်စစ်ရှောင်းဆိုတာတိကဘာလဲဆိုတော့ဒီစကိုင်းတိုင်းထဲမှာဖြစ်နေတဲ့စစ်ရှောင်းဆိုတာက PDF ကိုထောက်ပံ့တဲ့စစ်ရှောင်းอ่ะစစ်ရှောင်းတစ်မျိုး နောက် PDF ကိုလည်းမထောက်ပံ့ဘူးအကြမ်းဖက်မှုကိုမလိုလားတဲ့စစ်ရှောင်းอ่ะစစ်ရှောင်းတစ်မျိုးအဲ့တော့စစ်ရှောင်းနှစ်ခုကြားမှာဒီဘက်မှာဟာကြမ်းဖက်မှုကိုမလိုလားတဲ့ပြည်သူတွေပေါ့နော်အကြမ်းဖက်မှုကိုမလိုလားတဲ့ပြည်သူတွေကတော့ ဒီဘက်နိုင်ငံတော်အစိုးရရဲ့တရားဝင်အုပ်ချုပ်မှုအောက်ကိုထွက်ပြေးတာများတယ်။တော့ဝင်လာတာများတယ်။ဒါပေမဲ့တစ်ဖက်မှာ PDF ကိုထောက်ပံ့တယ် PDF ကိုထောက်ခံတယ်ပြီးတော့ PDF ကို ကြောက်တယ်ဆိုတဲ့အုပ်စုတွေကတော့ PDF တွေရှိတဲ့ဘက်ကိုပြေးကြတာများတယ်။တော်လာပြည်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မတ်လ၈ရက်နေ့အတွက်ပထမဦးဆုံးတော့တော်လာရင်းနဲ့ပတ်သက်တဲ့သတင်းဦးသတင်း2 တတင်းကောင်းလေးတွေကိုပြပြပေးကြပါတယ်ပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးပါမယ်ပထမဆုံးတတင်းလေးကတော့ကြားဖြန့်ကိစ္စနဲ့အဖမ်းခံလိုက်ရတဲ့စစ်ဗိုလ်ချုပ်များတဲကမှကျွန်တော်တို့ဗိုလ်ချုပ်ကြီးအောင်လင်းထွေးရဲ့တူဖြစ်သူတိုင်း တိုင်းစစ်ဦးစီးချုပ်ပေါ့နော်အဲ့ဒီခေါင်ကိုစက်ကောင်စီကဖမ်းပြီးတော့မှပြန်ပြီးလွှတ်ပေးလိုက်ပြီနော်ဆိုတော့တရုတ်အစိုးရရဲ့သတင်းပေးမှုတွေအကြောင်းကျွန်တော်ကြားဖြတ်ငွေလိမ်မှုပေါ့နော်ငွေလိမ်လည်မှုလုပ်ငန်းတွေမှာအပါအဝင်ပတ်သက်နေတယ်ဆိုပြီးတော့မှအဖမ်းခံလိုက်ရတဲ့စစ်ဘိုလ်ချုပ်ကြီးတွေကမှကျွန်တော်တို့ဘိုလ်ချုပ်ကြီးအောင်လင်းထွေးရဲ့တူဖြစ်သူကိုပြီးခဲ့တဲ့မတ်လ3ရက်နေ့ကသူတာဝန်ထမ်းဆောင်ရာတန်ရန်ကိုပြန်လည်ပြီးတော့မှလွှတ်ပေးလိုက်တဲ့အကြောင်းကိုလည်းသိရပါတယ်။လာရှိုးမြို့မှာရှိတဲ့အရှိမောက်တိုင်းစစ်ဌာနချုပ်ရမခကြားသွားပြီးတဲ့နောက်မှာစစ်ကောင်စီကတန်ရန်မြို့မှာရမခစစ်ရုံးဖွင့်လှစ်ခဲ့ပြီးတော့မှဘုံဝ းကြီးထွန်းနိုင်စိုးကိုရမခတိုင်းစစ်ဦးစီးချုပ်အဖြစ်တာဝန်ယူပေးခဲ့ခြင်းဖြစ်တဲ့ဆိုတော့တိုင်းဌာနမှာအရာရှိနှစ်ယောက်လုံးလစ်လက်သွားလို့စေဦးစီးချုပ်ကိုပြန်ပို့တယ်ဆိုပြီးတော့မှတည်င်းလွှင့်ထားတယ်ပေါ့နော်ဆိုတော့အဓိကကတော့တဲ့ဘိုးချုပ်ကြီးအောင်လင်းတို့ရဲ့ဒူပြစ်တယ်လို့ပြန်လွတ်တာထင်ပါတယ်ဆိုပြီးတော့မှတက်တွင်းသတင်းရင်းမြစ်တွေကသိရပါတယ်နော်အဲ့ဘိုးချုပ်ကြီးတွေရဲ့အဲ့အောက်ဆွဲတွေဆိုရင်ဒီကောင်တွေကမလုပ်ရဲတော့ဘူးတူရီသားတွေလောက်ကိုပြောမနေနဲ့ဘိုးချုပ်ကြီးနဲ့အပိုင်နဲ့ဘာညာဆိုအဲ့ကောင်အဲ့ဒီကောင်ကခင်ဗျနောက်ဆုံးဘယ်လောက်ထိဇိုးလဲဆိုရင် ဲ့ဒီကောင်ထဲအစစ်နှိမ့်တဲ့လူွားတော်မှာအဲ့ဒီကောင်ဒီဘိုးချုပ်ကြီးရဲ့အောက်ဆွဲတွေကိုကြောက်ရတယ်စစ်တပ်မှာအဲ့လိုဥစ္စာကြီးရှိရဲ့ဗျာဒီလားတကယ်ဆိုးဆိုးရိနောက်ထပ်တဲ့တင်လေးကတော့ဘကိုးတိုင်းပထောင်းမြို့နယ်ပေါ့နော်ညောင်ကျိုးမှာရှိတဲ့စက်ကောင်စီနဲ့ဒါဆိုလို့အာရခတ်တော်အေးပူပေါင်းတပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်နေပြီးတော့မှစက်ကောင်စီဘက်ကစခန်းလက်မလွတ်လာရေးအတွက်ပေါ့နော်ရန်ကုန်ကတရင်တွေကအင်အားဖြည့်တင်ပြီးတော့မှပို့ဆောင်နေရတဲ့အကြောင်းလည်းသိရပါတယ် တိုက်ပွဲပြင်းထန်ပြီးတော့မှအင်အားလိုအပ်ချက်များပြားနေတဲ့ကြောင့်မလို့စစ်ကောင်စီကညောင်ကျိုးကိုပေါ့နော်ကျွန်တော်တို့မော်ဘီတက်နေတက်ရင်တွေကအင်အားရာချီပို့ဆောင်နေရတဲ့အကြောင်းလည်းသိရပါတယ်မော်ဘီတဲ့မင်္ဂလာတော်တက်နေပြီးရင်တက်ရင်တက်ဖွဲ့အများဆုံးပဲတဲ့အဒီကတက်ဖွဲ့ဝင်တွေကိုစုဖွဲ့ပြီးတော့မှညောင်ကျိုးကိုပို့နေတယ်ညောင်ကျိုးကကြာခံနေနေပြီဆိုပြီးတော့မှတက်ရင်တည်နေပြီတွေကသိရပါတယ်နော်ဆိုတော့စစ်ကောင်စီရဲ့အချင်းပြန်တက်ရင်ဖြစ်တဲ့ခမရ33ခမရ93ညတက်ခမရ93ညနဲ့ခမရ93ည3ပေါ့နော်တက်ရင်၄ရရှိတဲ့နေ့မှာ3ရင်းကိုညောင်ကျိုးကိုအင်အားဖြည့်ပို့ဆောင်နေတဲ့အကြောင်းလည်းသိရပါတယ်တက်ရင်တစ်ခုကိုအင် င်40စီစုဖွဲ့ပြီးတော့မှညောင်ကျိုးစခန်းလက်မလို့ရရေးအတွက်ပေါ့နော်အခုမတ်လအတွင်းမှာပို့ပေါ့နော်ဒါကျွန်တော်တို့အရာဖြစ်တင်းနေတဲ့အကြောင်းကိုဒါကျွန်တော်တို့စစ်တပ်ရဲ့တတွင်းတည်င်းရင်းမြစ်တွေရသိရတယ်ပေါ့နော်ဆိုတော့ညောင်ကျိုးကြရင်တော့ကပါစတွေတော့ပလုံပြီးထင်တယ်နော်ပလုံပြီးနောက်ထပ်ဒါကျွန်တော်တို့တည်င်းလေးကတော့စင်းပြင်းနဲ့ထလန်မြို့ပေါ့နော်ထန်တလန်ပေါ့ထန်တလန်မြို့ကိုတိမ့်ပိုက်နိုင်ခဲ့ခြင်းမရှိဘူးသို့တော်မြို့နယ်ရဲ့ 69ရာခိုင်နှုန်းမှာလည်းအုပ်ချုပ်ရေးမှုရန်ရာတွေလေပတ်နေပြီဖြစ်တဲ့အကြောင်းကိုချင်းကာကွယ်ရေးတပ်ထန်တလန်အထွေထွေအတွင်းရင်းမှုကျွန်တော်တို့ Saline Campaign ကနေပြီးတော့မှပြောရဲပေါ့နော် Global Tantalan Relief Organization ရဲ့ Mashla 9ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ Tantalan မြို့နယ်မှာ online ရန်ပုံငွေရှာဖွေခြင်းအစီအစဉ်မှာ CDF Tantalan အထွေထွေအတွင်းရင်းမှုကအခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့စစ်ကိုအနိုင်မရသေးပေမဲ့အနိုင်ရတာရှိရပါတယ်တခုရှိတယ်ပေါ့နော်အဲ့ဒါက Tantalan မြို့နယ်ရဲ့69ရာခိုင်နှုန်းမှာကျွန်တော်တို့အုပ်ချုပ်ရေးလေပတ်နေတယ်မြညာရေးပ ပိုင်းကြည့်မယ်ဆိုရင် great territory ကောင်းကောင်းဖွင့်နိုင်တယ်ဆိုပြီးတော့မှ CDF ကျွန်တော်တို့ထန်တလန့် အထွေထွေအတွေ့အကြုံကပြောပါတယ်အဒါပြင်ကိုတနေ့အတွင်းလူနာပေါင်း18000တိပါကိုစေယုံစည်းကမ်းတွေမှာကျမ်းမာရေးကူညီဆောင်ရှောက်မှုတွေပေးနိုင်ခဲ့ပြီးတော့မှအမှုပေါင်း24မှုကိုလည်းတရားစီရင်ပေးနိုင်တဲ့အကြောင်းလည်းသိရပါတယ်ဆိုတော့69ရာခိုင်နှုန်းမဟုတ်ဘဲနဲ့တရားရာခိုင်နှုန်းကင်းစစ်တက်ကင်းစင်နေပြီဖြစ်တော့အောင်လုပ်နိုင်မယ်ဆိုပြီးတော့အန်ဒီရဲ့ကင်းပါတယ်လို့ကျွန်တော်အနေနဲ့ဒီနေရာကနေပြီးတော့မှဒါကျွန်တော်တို့ဒါထန်တလန်ပါဘောနော်ရှိနေတဲ့ချင်းကာကိုရေးတက်တွေကိုဘောနော်ညီကိုတွေကိုကျွန်တော်ကပြောချင်ပါတယ်ဘောဆိုစစ်တက်နဲ့ပတ်သက်ပြီးတော့မှ ဘယ်ဘလောက်ပါဆန့်ကိုမှကျွန်တော်တို့ကမရှိစေချင်ဘူးဗျာဒါကြောင့်မို့လို့စ조사ပန်းစားနဲ့100%ပါဆန့်လုံးကင်းစင်နေမြဖြစ်အောင်조사ပေးပါလို့ပြောချင်ပါတယ်နောက်ထပ်သတင်းလေးကတော့ EAW တိုင်းပသိမ်မြို့နယ်အတွင်းမှာ match လပိုင်းကနေအစပိုင်းပေါ့နော်စတင်ပြီးတော့မှစစ်မှုတန်းရန်စည်ရင်းပါတယ်ဆိုပြီးတော့မှညာဘက်မှာလာရောက်ခေါ်ဆောင်နေတဲ့အကြောင်းကိုဒေသခံတွေထံကနေပြီးတော့မှသိရပါတယ်အတူယမှုတွေနဲ့ရဲတပ်ဖွဲ့တွေကညဘက်မှာပေါ့နော်နေအိမ်တွေကိုလိုက်လံခေါ်ဆောင်နေတာကျွန်တော်တို့ဖြစ်ပြီးတော့မှတပတ်တွင်းကလူငယ်9ဦးခန့်ကိုခေါ်ဆောင်သွားတဲ့အကြောင်းလည်းသိရပါတယ် အကလေးတွေကိုသူပြောရင်ပြေးမှာဆိုလို့ထင်တာပဲတဲ့အခုကညချမှအချိန်မတော်တရခန့်ဖမ်းတယ်လို့ပုံစံမျိုးနဲ့ဝင်ဆွဲနေတာဆိုပြီးတော့မှပသိမ်မျိုးကန်တူကပြောပါတယ်အလက်ရှိမှာပသိမ်မျိုးအမတ်၁၀ရက်ကွက်အမတ်၅ရက်ကွက်နဲ့ရွာတစ်နော်ကြီးရွာတွေမှာပေါ့နော်လူငယ်တွေကိုဖမ်းဆီးခေါ်ဆောင်ပြီးတော့မှစစ်ကောင်စီတပ်ကိုပို့ဆောင်ခံထားတဲ့အကြောင်းသိရတယ်ရခင်ကရိုင်းမှုတွေကစစ်ဗုဒ္ဓဆိုင်ရဲ့ပါသူလူငယ်တွေကိုအကြောင်းကြားစာလိုက်လံပေးဖို့ရမှာထွက်ပြေးတိတ်ဆောင်သူများပြားလာတဲ့အကြောင်းမို့လို့အခုလိုမျိုးဖမ်းဆီးခေါ်ဆောင်ခြင်းတွေလှုပ်ဆောင်လာတာလို့ဒေသခံပြည်သူတွေရဲ့ပြောကြားချက်ကြသိရပါတယ်အဲ့တော့ အေယာရီတိုင်းလုံခြုံသေးရဲ့လားအေယာရီတိုင်းမှာလူတွေအဆင်ပြေရဲ့လားအေယာဝတီတိုင်းမှာအရာအားလုံး okay နေရဲ့လားအေဂျင့်နေရဲ့လားဒါလေးပဲမေးချင်တာနော်အဲ့တော့ဗီဒီယိုလေးကြည့်အောင်ပါအဲပထမဦးစွာဒါကျွန်တော်တို့2018 2019ကာလတခုမှာကျွန်တော်တို့ရခိုင်မှာပေါ့နော်စစ်တပ်ကရခိုင်တွေကိုရခိုင်လူမျိုးတွေကိုလူမျိုးတုံးဖို့အတွက်လုပ်ခဲ့ဘူးတဲ့ဗီဒီယိုဖိုင်တစ်ခုရှိပါတယ်ဒါက ကျွန်တော်တို့2018 2019လောက်မှာဒါကျွန်တော်တို့မင်းပြားမှာတိုက်ပွဲဖြစ်ရင်းနေမှာပေါ့နော်ဒီမင်းပြားမြို့မှာနေတဲ့ဆစ်ဆောင်ဒုက္ခတဲ့တဦးရဲ့ရင်နာစွာနဲ့စကားဆာနဲ့ပတ်သက်တဲ့သူတို့ရဲ့ကျွန်တော်တို့ရခိုင်လူမျိုးတွေပေါ်မှာရက်ဆက်ရုံမှမှုကိုချပြလာပါတယ်ကြည့်ကြည့်ပါသူတို့ကပြင်မှာပြစ်လို့ချင်းအဲဘက်တာပြစ်တာ အေးဘယ်ပြစ်တယ်ကဲမင်းမကြလို့ရှိရင်လည်းဒါအေးအေးဘယ်ပြစ်တယ်အေးမင်းမပဲပြစ်တယ်ကျွန်တော်တို့ဘယ်လိုလုပ်လို့လုပ်မလဲကျွန်တော်ဘယ်ဝယ်ထားဆက်ရမလဲကဲငါတို့ချန်လက်ရှိခမရတော့အေးလူပဲအေးနဲ့ဆက်ဆံနေတာပဲဒီလိုပြုတ်နေကျွန်တော်ဘယ်လိုလုံးဆက်မလဲကျွန်တော်လုံးဆက်ကြဘာမှမရှိတော့ဘူးနောက်ဆိုရင်ကျွန်တော်တို့အခုခံဆက်ရမှာကြောင်းကမရလို့ရှိရင်ကျွန်တော်ရင်းနေတော့ရင်းလေးပြုတ်ရင်းလေးပါလေငိုလို့ငိုရှင်တော့ဝင်လို့ဝင်နေတယ်ကျွန်တော်ကဖြစ်သွားတာလေအခု ဖြစ်တာတွေကောပညာရေးတွေကောကျွန်တော်မှခြားတန်းခဏတန်းနဲ့ကျွန်တော်ရှိကြတဲ့ကလေးတွေကောခြားတန်းကိုတန်းရှိတယ်တရားမမပြရတော့ဘူးပဲပညာရေးပိုက်ပန်းတာတမျိုးဒါတက်တက်ကိုကျွန်တော်တို့ရခိုင်ကိုတက်တက်ဆိုရနေလားပဲဒါကဒီမျိုးမလောက်ကြပါနဲ့ကိုရှင်းစာပြကြပါစာနှက်ပြကြပါတနာကြပါမေတ္တာရခံပါတယ်အကုန်လုံးကမေတ္တာရခံပါအထက်ကလူကြီးတွေအကုန်လုံးမေတ္တာရခံပါတယ်ကျွန်တော်ကတော့ဒါမျိုးမလောက်ကြပါနဲ့ပြည်သူလူထုပုံနဲ့စာနှက်ပြပါပြည်သူလူထုကဘာမှမရှိပါဘူးပြည်သူလူထုကဘိုက်ပဲရှိပါတယ်ဘိုက်ပဲရှိပါတယ်ဘာမှမရှိဘူးအထက်ကလူကြီးတွေလည်းသိကြပါစေမြင်ကြပါစေတောင်း အခါအုတ်ချုံနေတာအုတ်ချုံရင်မှုနေသိကြပါလေလို့ကျွန်တော်မေတ္တာထိုင်ချင်ပါတယ်အမှန်တကယ်ကျွန်တော်တို့ဒီမှာရှိတဲ့ကဲလင်းနေနဲ့လာပြီးပြည့်တဲ့တောင်းနေလို့ခလုံးအခုဒီကဒါနာရီလာနေကြီးနေနပိုက်ကြွားတယ်မှာလာပြီးခီးတယ်ကဲကလေးတွေရောခလုံးမိန်းမတွေရောကိုဝင်တမတွေရောအခုတောက်ခဖြစ်နေကြတယ်ဝါကြီးတွေရောခလုံးတောက်ခဖြစ်နေကြပြီကဲအခုနောက်ထပ်ကျွန်တော်တို့ဒီပုပ်ပွေးတွေကတော့ဒေရှင်လားရှင်မဖြစ်သွားမယ်လေဒီရှင်မတန်းတန်းစီမလဲဆိုတော့ကျွန်တော်တို့ဗာတိတ်လည်းမတရားတော့ဘူးလေဆောင်းစင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဒီလူတွေကဘယ်မှာသွားနေရမလဲ အခုတော့ဖုန်းကြီးကြောင်းမှာလာပြီးမှဖုန်းကြီးကြောင်းမှာနေလို့ရပြီ။နောက်ဆိုရင်ဖုန်းကြီးကြောင်းလည်းလက်မခံဘူးဆိုကျွန်တော်တို့ပြည်သူလူတွေသေရတော့မှာကတော့။ဒါဘယ်လိုလုပ်မှာလဲဆရာကထက်ကလူကြည့်တော့အမှန်ကန်ကိုလောက်ပေးတာ။ဒီရလာတဲ့စစ်တော်တွေကမနှိမ့်ဆက်ကြပါနဲ့။ပြည်သူလူတွေကမနှိမ့်ဆက်ကြပါနဲ့။သူတို့မှသူတို့ချင်းချင်းဖြစ်ချင်းတယ်လို့ဖြစ်ကြပါ။ကျွန်တော်တို့ပြည်သူလူတွေကတောက်ခပဲရှိတယ်။ဘာမှကျွန်တော်တို့မတိုင်နိုင်ဘူး။ကျွန်တော်တို့ကလက်နော်လည်းမရှိဘူး။ပြည်ဝင်ပစားပဲရှိတယ်။ကဲလီပဲရှိတယ်ကျွန်တော်ဘာမှမတိုင်နိုင်ဘူး။သူတို့လာရင်သူတို့လာတော့ယူတက်စီတို့ကိုပုံချတော့ကဲ ဟိုကမှိတ်ခွေးလေးဆုံးလို့ချင်းဘာသာတွေကိုလာတတ်တကယ်လို့များနေပြတာသူတို့မှိတ်ခွေးလို့ပိုက်မယ်ဆိုရင်သူတို့ဒီနေ့မှပေါက်တဲ့အချိန်မှာသူတို့မလောက်နိုင်ဘူးလားခိုက်ကျွန်တော်တို့ကတော့ပေါလို့ရှိရင်ကျွန်တော်တို့ရအောင်ဆိုင်မယ်ကျွန်တော်တို့ရအောင်ဆိုင်မယ်ဒီမှာမှကြားလို့ရှိရင်ဟိုအားလူလူတွေပိုက်မယ်ဒီကလူတွေဆိုင်မယ်ဆိုကျွန်တော်တို့သူတို့ကိုကျင့်နေတာမှမဟုတ်တာอืมဘာပဲပြောလေဟိုအာရကတတော် A နဲ့ဖြစ်တယ်ဆိုရင်အာရကတတော် ਨੇ ရှင်နေဘာလို့မဆိုင်ဘာမဆိုင်ညာမဆိုင်နဲ့ဘာဆိုင်လို့တခြားကျွန်တော်တို့ပြည်သူဖြစ်တဲ့ရခိုင်လူမျိုးတွေဘာလို့လူမျိုးတုံးအဲ့လိုမျိုးလှုပ်ချင်တဲ့စိတ်ဓာတ်တွေ ਨੇ အောက်တန်းကြနေရတော့စကားစားအောင်လေဟုတ်လားဒါတွေကဗီဒီယိုတမိုင်းနေနော်တမိုင်းမှတ်တမ်းနေစက်တက်နဲ့ပတ်သက်ပြီးတော့မှရုပ်မာခဲ့တဲ့ဗီဒီယိုဖိုင်တွေကျွန်တော်နေနဲ့ဒါတွေကို list နဲ့နေနဲ့ကျွန်တော်အတွက်ဘောင်ချာနေနဲ့ထားထားတာဖြစ်တယ်နော်ဆိုတော့အာ AA နဲ့ AA ကိုတိုက်လို့မနိုင်နိုင်ရုပ်မာတဲ့အကွက်တွေတော်တော်ဆိုးတယ်ဗျာသိလားမဘေကြခိုင်းလူမျိုးဘသူ့ကိုမဆိုအာ AA ပဲဆိုပြီးလုတ်တဲ့အကွက်တွေအဲ့ဒါတိုင်းသားနေပြည်နယ်တွေမှာတောက်လျှောက်ပဲနော်တိုင်းသားပြည်နယ်တွေမှာတောက်လျှောက်ပဲအဲ့ဒါကြောင့်မို့လို့တိုင်းသားပြည်နယ်မှာရှိနေတဲ့လူတွေက ဗမာဆိုတာ ਨੇ စက်တပ်ပဲဆိုပြီးတော့မှအဲ့လောက်ထိတော့မှမုန်းခဲ့ကြတာအဲ့စက်တပ်လုတ်ခဲ့လို့အရာတွေကနော်ကျွန်တော်တို့ဗမာ PDF တွေတိုင်းသားနေပြည်တွေမှာ တချို့အရာတွေမှာအနိုင်ခံရတဲ့ဥစ္စာမျိုးတွေကဒီစက်တပ်ကမကောင်းခဲ့လို့ဒါပေမဲ့ကိုရီဘက်ကလည်းဒီတောင်းတဲ့ကိုဝင်လာတဲ့လူငယ်တွေကဟိုကောင်တွေလိုမျိုးအဲ၄ယောက်ပေါင်း၁၀တန်းမအောင်တဲ့ကောင်မဟုတ်ဘူးဗျာတကယ်ပညာတတ်တွေဆိုတော့ဒီကြောရွာမှာနေတဲ့ပြည်နယ်မှာနေတဲ့တိုင်းသားပြည်နယ်မှာနေတဲ့ပြည်သူလူထုကိုတေချာရှင်းပြတဲ့အခါကျမှသူတို့ကပြန်သဘောပေါက်သွားကြတာအဲ့လိုမျိုးတွေ ကျွန်တော်တို့ကရင်ပြည်နယ်မှာနေခဲ့တော့ဆိုရင်မုတ်ဆိုင်သွားဖို့တောင်မှသူကြည့်နေရတယ်ဟိုလူကြည့်ဒီလူကြည့်နေရတယ်တို့ကဘာမှဆိုစက်တပ်ပဲအဲ့လိုကြီးတောင်အဲ့လိုအဲ့လိုတောင်တွေးထားခဲ့တာဆိုအခုအဲ့လိုကျွန်တော်တို့ရောက်နေတဲ့အချိန်မှာတော့ကျွန်တော်တို့တွေကဒီလိုဒီလိုပါဒီလိုဒီလိုကြောင့်ကျွန်တော်တို့ကရောက်ခဲ့ရတာပါအမိုးတို့နဲ့ကျွန်တော်တို့ကပူးပေါင်းပြီးတော့မှတိုက်နေတယ်ဘာမှလူမျိုးတော့ PDF တွေပါလို့ရှင်းပြတော့အော်ဒီလိုလဲရှိတာလားဆိုပြီးတော့မှတိုင်းသားတွေအတိတာစကားစတော်တော်ဆိုးတွေကတဲ့လား ဆိုတော့နောက်ထပ်ဗီဒီယို final တစ်ခုပါဆိုတော့ဘုသံမရိရဲမာပင်ဘုသံမရိကနေပြီးတော့မှအပီသူတွေနဲ့တွေ့ဆုံပြီးတော့မှစိတ်တကုံကပေးထားတဲ့ဗီဒီယို final ကြည့်ကြပါဗျာကြီးရွာတူတဲ့ဘုရဲရွာတူတဲ့ဘုအတွက်လမ်းစဉ်ငါးခုဖြစ်ပါတယ်အဲဒီငါးခုကိုတတ်နိုင်သောစူးစမ်းကြပါအထူးသဖြင့်ပြောချင်ပါတယ်ခင်ဗျာဆရာတော်ပြောသလိုညီညွတ်မှုအရေးကြီးပါတယ် unity is power ဆိုတဲ့အင်္ဂလိပ်စကားလေးရှိတယ် ညီညွတ်ချင်းဟာဆွမ်းအားပဲတဲ့ unity is power အဲ့တော့ညီညွတ်လေးလေးရွာအတွက်အားရှိလေးလေးမြို့နယ်အတွက်အားရှိလေးလေးဖြစ်တယ်ဒါကြောင့်ညီညွတ်အောင်ညီညွတ်တဲ့ညီညွတ်အောင်အားဖြစ်တဲ့ဖြစ်အောင်ကြိုးစားကြပါတရားနဲ့တရားပြဿနာဖြစ်လို့ရှိရင်လည်းအတတ်နိုင်ဆုံးခွင့်လောက်ပါသိခံပါအရေးကြီးဆုံးအချက်ကဘာလဲဆိုရဲဘုရားဘာသာရေးဖြစ်တဲ့အတိုင်းလူတိုင်းလူတိုင်းရဲ့ရှင်ထဲမှာ မေတ္တာစိတ်ရှိဘယ်ပြဿနာမဆိုအကုန်လုံးဖြေရှင်းလို့ရပါတယ်ဒါကြောင့်မေတ္တာများများထားပြီးတော့တရားနဲ့တရားယတနာရှိခဲ့လို့ရှိရင်လည်းခွင့်လွတ်နင့်နာခံပြီးတော့ဒိုင်းမြေကျိုးရရွာကျိုးစတဲ့တဘူးကြိုးစားအားထုတ်နိုင်တဲ့ကြည်ဝသူကြည်ဝသားများကျောင်းတော်သူကျောင်းတော်သားများဖြစ်ကြပါစေလို့ဆုတောင်းရင်းနဲ့ဒီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် ဒီလိုဗီဒီယိုဖိုင်တွေမြင်ရင်ကျွန်တော်အညာဒေတာကိုတအားသွားချင်ပါတယ်။အညာဒေတာမှာဆိုရင်ကျွန်တော်ဒေါ်လာရဲ့အဖွဲ့တွေညီကိုတွေကပူပေါင်းပြီးတော့မှစိုင်းနေလဲရှိတယ်၊ဇက်တွေလဲရှိတယ်၊အငိတ်တွေလဲရှိနေတယ်။ဒေါ်လာရဲ့ရဲဘော်တွေနဲ့ပဲပူပေါင်းထားတာနော်။အဲ့လိုမျိုးတွေမြင်ရင်ကျွန်တော်အညာဒေတာကိုတအားသွားချင်ပါတယ်။ဒါပေမဲ့လမ်းကြောင်းအခြေအနေကသွားဖို့လာဖို့ကြတော့ကိုတွေကကြတော့နိုင်ငံကျော်တွေလည်းမဟုတ်ဘူး။ပြောမယ်ဆိုရင်အစိုးရအဖွဲ့ဝင်ပိုင်းမှာလည်းပြောမယ်ဆိုရင်နာမည်ရှိတဲ့သူတွေမဟုတ်ဘူးရတယ်ဒါဒါကလည်းမှန်တယ်ပြောရ ကို့အနေနဲ့ကျတော့သွားကျင်တာတော့မှသွားသွားလို့မရသေးတဲ့အခြေအနေပေါ့နော်။မတိုင်းပြောရင်သွားကျင်တယ်။ပျော်စရာကြီးပြာသိရမလား။အဲ့လိုတူတူတိုက်ကြပျော်တော့တိုက်တော့လည်းပျော်ကြနိုင်တော့လည်းပျော်ကြသေတော့လည်းဝမ်းနေကြပေါ့။ဒီလိုမျိုးအနေနဲ့ပဲကျွန်တော်တို့ကျွန်တော်ဆိုရင်လည်းလက်နဲ့ကင်ပေါ်မှာဖြတ်တန်းခဲ့ရတာဆိုတော့ဒီရတာကိုကျွန်တော်တို့ကပြောမှဆိုရင် ခုတ်မင်းနေပြီ။ဒါပေမဲ့ဘသူရဲ့အပူစာမှမပါဘဲနဲ့ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ရှောက်လန်းခဲ့တဲ့အဥ္စာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဘဝကိုကျွန်တော်တို့လွမ်းပါတယ်။ဆိုတော့ အတီတော်ဝင်းတွေမြင်သွားကြတယ်ဗျာတိလားအတီတူပြပဘူတံမလီလို့ဆိုလဲသူတို့ကြုံတွေ့ရတာသူတို့တာမန်ရက်သားပေါပေါကနေပြီးတော့ဘူတံမလီဆိုပြီးတော့မှတော်လည်းရဲ့လက်နဲ့ကင်မှာခေါင်းဆောင်လေးနဲ့ဖြစ်လာတာသူတို့နေလေလေးလာမှုတွေဘာတွေညာတွေဘာမှရှိခဲ့ဦးမှာမဟုတ်ဘူးဒါပေမဲ့အချိန်လေးကြာလာတာနဲ့အမျစူးစားတည်ယူရင်းနဲ့မှအရေးချင်းဆိုတာမျိုးသူတို့ရှိမှရှိလာတာအဲကြောင့်မလို့ပြည်သူ့ရဲ့ယုံကြည်မှုကိုရပြီးတော့မှအခုဆိုရင်ပြည်သူ့နဲ့မျက်နှာချင်းဆိုင်ပြီးစကားဒီလိုစကားပြောနိုင်နေဆိုတာဒါသူ့ရဲ့အရေးချင်းပဲဗျဒီတော်လည်းပေါ်မှာသူလုံနေတဲ့အလုပ်တစ်ခုပဲဗျနော်ဆိုတော့လေးစားပါတယ်ဘူတံမလီဒါရှင်းပါမယ်ဗျာပေါ့နော်ဆိုတော့နောက်ထပ် profile တစ်ခုကတော့ဘာလဲဆိုတော့ဒါကျွန်တော် အောင်သေးကိုပေါ့ PDF uniform ဝတ်ပြီးတော့ဗျာသူ့ PDF လာလို့မေးတာကိုဆက်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 ထိမကန်ဖြစ်နေတာအောက်တန်းသားတကောစစ်သားဗျာသိလားဘဘိုက်တက်မတော်တဲ့စစ်သားတကယ်အောင်လို့စောက်စောက်ခေါက်ကလှလည်းမလှဘူးပြင်ပေးရလည်းများရသေးတယ်စကားနည်းနည်းပြောမယ်နော်อืมဘာကျွန်တော်ဘာ PDF ကလာอืมဟောမြန်မာနိုင်မြန်မာနိုင်ငံလမ်းပါတယ်ဒီစင်ဒီနေတိုင်းရပီတက်ဖြစ်မလားဗျ။အင်း။အော်ဝါဝါဖြစ်ဖို့နေဒီမှာ ဟမ်ဒီထက်ရ PDF ဖြစ်မလားစဉ်းစားရလေဗျမေးလေအကောက်တစ်ခုလုံးလိုက်ကြည့်လေဗျအပီတဲရုပ်ပေါ့နော်ဟမ်ကြဲဒါတိုင်းကန္နာအနေထားကြည့်လိုက်လေဟာဒါပီတဲရလားဦးဝီးသွားနေလိုက်သလားဟွန်းကျွန်တော်ကလူလူပဲကြင်ကြင်ပြီးစကားပြောတယ်ဗျဘာလို့မှလည်းမစော်ကားဘူးနော် ကျွန်တော်တင်းတဲ့ဟာလေလေလဲလဲဖြတ်နေတဲ့ကောင်တွေရှိရင်မဖြတ်ပါနဲ့ဗျာကျွန်တော်လည်းလူကားတယောက်ပါအမေကိုကန်စားချက်ကိုပြောလို့မရဘူးလားအမေမဟုတ်တော့ခင်ဗျားတို့ပြောတာဒီအနေထားဗျာကျွန်တော်ဟာဗျာခင်ဗျားတို့ဘာလေဗျာကျွန်တော်ဒီဒီရုပ်ကြီးကပြီးတရလားအင်းဟာမြင်လို့မြောင်ကြီးသားမှာဘာလို့မြင်မလဲပြင်မျက်မှိုင်းတက်ထားမှာတော့ရုပ်ကြီးကလည်းငါလေးဘာကောင်းကြီးမလို့တွားလည်းကျဲနေတယ်ကြီးဟုတ် မင်းတို့ကောင်းဖို့လေ PDF မဖြစ်ပါစေနဲ့ပဲဆိုတော့ PDF ဖြစ်ရင်တော်တော် PDF တွေအပြောခံမှာကွာသိလားဒီဆောက်ွက်ကြီးကိုမမြင်ဘူးလားအဲဆောက်ွက်လို့ပြောနေတော့မှားဝိုက်တာမြို့တကယ်ပါလိုင်းကရာနေတော့ချိုးလိုက်လို့ရပါဘာဖြစ်နေလဲနှစ်ပါရတကယ်ကဟမ်ဘာဘာဖြစ်နေလို့ကျွန်တော်ကျွန်တော်ကဘယ်သူမှမစော်ကားဘူးအာ ဝရမ်းပြီးမဟုတ်ဘူးသလားအဲနော်မဟုတ်ဆိုမှသာငဝိုင်းလဲမဟုတ်ဘူးနော်ရှင်းလားဒါမရှင်းနဲ့ကျွန်တော်အိုက်កောင်းနေねဟုတ်ဟုတ်လားအဲ့လိုဖြစ်နေလားကျွန်တော်အဲ့လိုပေါက်နေလားပြီးရဲရောပေါက်နေလားဟမ်အဲ့တော့ဟာဒီထဲမှာလွင့်နေရတော့ကျွန်တော်က ဒီတော့ဘုံမြမှုနေတာဘာရည်လဲဗျာကြောလာပြီတော့ဘာတကယ်ကောအကုန်လုံးလဲအပုတ်တိုင်းလဲလိုက်မကြည့်ဘူးဒီကောင်ဘာကောင်လဲဆိုတာလိုက်မလေးလာဘူးဒါကြီးอ่ะဟော PDF ဖြတ်မလားဟူးအဝေးကြီးလေဗျာကျွန်တော်တိတ်မပြောချင်ဘူးတော့အများကြီးစကားတွေကျွန်တော်ပြောလို့ရှင်ကျွန်တော်အားကြီးဖြတ်ဖြတ်သွားလို့စိတ်ရမ်းတူတယ်ဒါကနက်လေးလာစဉ်းစားပြီးတော့ပြောထားတာကြီးဗျအဲ့ဒါကိုဖြတ်ဖြတ်ပလိုက်တယ် ပေါက်ပြက်နေရတော့အစ်တော်ယုံရကောင်းနေရအောင်။ဘာမှလည်းမပါတာမဟုတ်ဗျာ။သူပြောကိုပြောသူ့ဘိုက်ကိုပဲဖိုက်ရတယ်ဗျာ။ဘာကြီးဖြစ်နေအောင်ဆန်းတော့။ပေါက်ပြက်ပဲပြက်ရတယ်ကျွန်တော်ဟာ။မင်းတို့မသိသေးနဲ့နော်။သိတဲ့တနေ့ကမင်းတို့အဲဒုက္ခရောက်မယ်နော်။ငါပြောပြီးပြီနော်။ရောက်ငါလာမှာကိုလူကိုယ်တိုင်လာမှာနော်မင်းတို့ကြီးကို။ငါဘာကောင်းနေမျိုးမလို့ပါ။ကွာအင်းကင်ထလိုက်မှာလို့မလို့တဲ့ငါပြီကောင်းတွားလဲကျင်းနေသေးတယ် ကောင်းပါတယ်မင်းမင်းဆောက်မင်းဆောက်ခွန်နေရမယ်ဘဘကြီးရဲ့တက်မတော်သားတယောက်နေနဲ့ဖြစ်နေတာပဲမင်းကိုမင်းတန်လို့တတ်မှတ်လိုက် PDF တော့မဖြစ်ရှင်နဲ့ငါတို့ PDF တွေကမင်းတို့လိုမျိုးအဲ့လိုစကားကိုပေါက်လို့ပဲစားပေါက်ပန်း၄၀အောက်တန်းစားတွေမပြောဘွားသေးလားတကယ်ကောင်းလို့အဲ့ကောင်နာမည်ဘာတဲ့အောင်သေးကူတယ်ဘာဘုံကြီးမှလည်းမသိဘူးကြည့်ဦးစောက်ပေးရတယ်ဗျာဒီစောက်တော့ရလေကြည်နေတယ်တကယ်ကောအဲ့တော့စစ်တပ်ထဲမှာလည်းဒီလိုချက်မပြည့်တဲ့ကောင်တွေရှိတယ်ဆိုတော့ပြကြတာဗျာနော်ဆိုတော့အာနောက်ထပ် verify လေးကတော့ဗာလဲဆိုတော့ဒါကျွန်တော်တို့ဆရာနေမျိုးရှင်ပေါ့နော် ဒါကျွန်တော်အမေရိကပေါ့နော်အမေရိကမှာရှိနေတဲ့ဒါကျွန်တော်တို့အာတော်လန်ပီသူတွေနဲ့ထိုင်းနိုင်ငံမှာနေနေတဲ့တော်လန်ပီသူတွေရဲ့ပူပေါင်းမှုနဲ့အတူတူ KNU တပ်မဟာမြစ်ကရဲဘော်တွေပေါ့နော်ជីကာအုတ်ထုပ်ဆိုတာကိုမမြင်ဘူးခဲ့တဲ့ជីကာအုတ်ထုပ်ဆိုတာကိုဟိုမဝင်နိုင်ခဲ့တဲ့ KNU တပ်မဟာမြစ်ကညီကိုတွေပေါ့နော်ဒါကျွန်တော်စစ်တောင်းကမ်ပိန်းမှာပေါ့လုပ်နေတဲ့ညီကိုတွေကိုဒါတီပီသူတွေရဲ့ထောက်ပံ့မှုနဲ့အတူជីကာအုတ်ထုပ်တက်ဆင်ပေးနေတဲ့မှာဒါကျွန်တော်တို့စိတ်ဓာတ်ခုံအားပေးခဲ့တဲ့ဆရာနေမျိုးစီရဲ့ဗီဒီယိုဖိုင်လေးကြည့်ကြည့်ပါခင်ဗျာ ရေဘော်တို့ရဲ့အကြောင်းကိုအခုသိရှိကြရရေဘော်တို့ဟာဒီလိုကြီးကအုတ်ထုတ်ဆိုတာကိုလုံးဝလဝစ်စင်ခဲ့ဘူးပဲတိုက်ပွဲလီလီအောင်ပွဲတွေစင်နွဲအနိုင်နှွဲခဲ့ကြတယ်လို့သိရတဲ့အကြောင်းပုံပြီးကုန်ယူတယ်ဒီလိုအသက်ကိုကယ်ပေးနိုင်တယ်ဆိုတော့ကြီးကအုတ်ထုတ်တော်မပါဘဲနဲ့ရဲဝင်းနဲ့ရဲရင်နဲ့ကြုံမြောက်တဲ့ညင်ညွတ်တဲ့ ိုက်ပွဲတွေကိုရဲဘော်တို့ဆင်နွှဲနိုင်ခဲ့တဲ့ဤသူစစ်သားတွေအနေနဲ့အခုဆိုရင်ဥကောင်းကိုတော့ပစုံတရားကာကွယ်ပေးနိုင်စွမ်းရှိတဲ့အုပ်ထုပ်တွေရောက်ရှိလာတာမို့လို့ပို့ပြီးစီရေးစွမ်းရည်ယုံကြည်စိတ်ဤသူရဲ့မြေတားကိုခြုံထားရတဲ့အတွက်ကြောင့်တရားတော်စစ်ကိုနိုင်ကိုနိုင်မယ်ဆိုတဲ့အောင်စိတ်ပုံပုံထက်တန်လာလိမ့်မယ်လို့ယုံကြည်တယ်။ရဲဘော်တို့အနေနဲ့ရဲရင်စွာတိုက်ခိုက်မယ်ဆိုတာဖေတူးပြောကြရမလို့ဘူး။အဲ့တော့ ရင့်ကျက်စွာစီယုံပါဆိုဆက်ဆွေးနေခြင်းရင့်ကျက်စွာဆိုတာဒုတ်တွေလွတ်လပ်ရေးရပြီးတဲ့နောက်နှစ်85နှစ်ကျော်အခုဆိုရင်ဖက်စစ်ဒီတော်လိုင်းရေးဆိုတာ1945နှစ်အခု2025ဆိုရင်နှစ်80လွန်ခဲ့တဲ့နှစ်80ကလေးကဖက်စစ်ကိုတော်လန်ခဲ့ကြတယ်အဘိုးဘေးတိုက်ခိုက်ခဲ့ကြတယ်ခုဒီမပြီးပြတ်သေးဘူးဖက်စစ်အချမ်းဖက်အာဏာရှင်စစ်အာဏာရှင်စနစ်ကိုအဲ့တော့ရဘတို့အနေနဲ့တော်လိုင်းရေးတတိ ဘာကြီးကြည့်ပြီးတော့ရင့်ကျက်တဲ့အသိနဲ့စီးရုံးပါကိုရီးယားလူတက်ဖို့နိုင်ငံသားရှင်းတက်ဖို့ရွေကျဲရှိရှိလူတစ်ပါးအသက်ကိုတက်ဖို့ဒီလက်နက်ကိုကင်ထားတာမဟုတ်ဘူးသူတို့တွေကျင့်သုံးနေတဲ့အတ္တမဝါဒတိုင်းသားတွေကိုသွေးခွဲပြီးဖိနှိပ်ပြီးရက်ဆက်ပြီးကြမ်းကြုတ်ပြီးအုပ်ချုပ်တဲ့စနစ်ကိုမကြိုက်လို့မင်းတို့ဒီစနစ်ဆိုးကိုလေပတ်တိဆောက်ဖို့စူးစမ်းနေတာကိုငါတို့လက်မခံလို့မင်းတို့ကိုတုတ်တင်နေရတာဒါဖြစ်တယ်ဒါပေမဲ့ ရင့်ကျက်တဲ့လူသားအမြင်နဲ့ဒီဘော်တို့ဟာတစ်ဖက်ညံသူဖြစ်နေစေဖြစ်တဲ့မိမိရဲ့နိုင်ငံသားတွေကိုရင့်ကျက်စွာစီရင်ပါအရတရားဓမ္မအမှန်တရားဤသွားလုံးလိုလားဤသွားလုံးထောက်ခံနိုင်ငံအနာဂတ်အတွက်ငါတို့တည်ဆောက်တဲ့လမ်းစဉ်သားလဲမှန်ကန်တယ်ဆိုတော့ရင့်ကျက်တဲ့အသည့်နဲ့သူတို့ကိုစီရင်ပါဖက်စစ်အကြဖက်လပားစစ်ဖြစ်ခိုင်းစီခံနေရစေဖြစ်တဲ့စစ်သားတွေကိုရင့်ကျက်စွာ စီယုံပါပြီးရင်ဝေးသွေးစွာကျိုးစောပါစီရစုမှုကျူးလွန်တားခြင်းရှိသူကိုပုံမနေနိုင်ကြီးတိကျကျအေးအေးယူဖို့လူသားချင်းစာနာမှုအပါအဝင်နိုင်ငံတကာဥပဒေအခုလက်ရှိတော်လိုင်းခေါင်းဆောင်အစိုးရအဖွဲ့တွေထုတ်ပြန်တဲ့ဥပဒေတွေနဲ့အညီအေးအေးယူဖို့တစ်ဖက်ကကြိုးစားရင်တစ်ဖက်ကလည်းဝေးသွေးစွာကျိုးစောပါအခုတော့ဗက်ပြောင်းလာတဲ့ဖက်ပြေးလာတဲ့ဖက်စစ်အကြမ်းဖက်တွေအတင်းတမစီယုံသိသိပြီးတော့အတင်းတမခိုင်းစီတော်ကိုလက်မခံဘဲစန့်ကျင်ထွက်ပြေးလာတဲ့ သူတို့လက်ပါစေတပ်ဖွဲ့ဝင်တွေအများအများရှိတယ်။ဒါကိုမေးသွေးစွာကြိုဆိုပါ။အဲ့တော့နောက်ဆုံးချက်ကတော့စီလုံးညီညွတ်စွာတိုက်ပွဲဝင်ပါအခုဒါဆိုမြင်ရတဲ့မာမိတ်တပေါင်းစုတွေဝဲကျန်ယူတပ်ဖွဲ့တွေမကအားလုံးပေါင်းဆက်ပြီးတော့ဒီညတပြည့်ထဲဖက်စစ်ချိန်မုံရေးစစ်ပွဲတွေကိုစင်နွှဲနေကြတာဖြစ်တဲ့ကြောင့်ရဘော်တို့ဟာမကြခင်မှာအောင်ပွဲကိုဟုတ်ချရရှိမဲ့သူတွေဖြစ်တယ် ဆိုတော့ကျွန်တော်တို့ကဆက်အာနာရှင်နဲ့အတူတူဆက်အာနာရှင်အပေါင်းပါတွေကိုတိုက်ဖို့လာခဲ့တဲ့ဆိုပေမဲ့ကိုကိုရန်ကဆက်အာနာရှင်ကိုအသက်သွင်းတဲ့သူပြန်မဖြစ်ဖို့လိုတဲ့အကြောင်းလေးကိုဆရာကကိုးကားပြီးတော့မှပြောခဲ့တာဖြစ်ပါတယ်။အဲတိုင်းတစ်ပေါ်မှာရောက်နေတဲ့ဒီတက်မဟာနဲ့မှာရှိနေတဲ့ KNU ညီကိုတွေကိုကြီးကအုတ်ထုတ်လှူဒန်းပေးတဲ့အလူရှင်တွေအားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်။ဆိုတော့နောက်ထပ် profile တစ်ခုကတော့အောင်မဲပေါ့နော်။ အောင်မဲ့တကယ်စောက်ပိုးပဲသလားဘလောက်တော့စောက်ပိုးကြလဲဆိုရင်လေစပေးရှောင်တဲ့လူအချင်းချင်းပေါ့နော်ဒီစကိုင်းမှာပေါ့စပေးရှောင်လာချင်းတူတူတော်မှာသူကအဘဘက်ကိုအားပြီးပြီးတော့မှစပေးရှောင်တဲ့သူနဲ့တော်လိုင်းရဲ့ဘက်ကိုအားပြီးပြီးတော့မှစပေးရှောင်တဲ့လူဆိုပြီးလာတော့ခွဲချခွဲချနေတကယ်ကောင်ကြည့်ကြည့်ဘုရားတို့ဘောမှလည်းတအားကြီးဖို့ပေါ့နော်စကိုင်းတိုင်းအတွင်းအားတဲ့စစ်ရှောင်တသန်းကျော်စားနေရက်ကလိုအပ်ချက် ပုံပုံကြီးမှလာတယ်တဲ့ အဲ့တော့စစ်ရှောင်လို့ပြောရင်ကျွန်တော်တို့နှစ်ပိုင်းခွဲပြောရလိမ့်မယ်။စစ်ရှောင်ဆိုတာတစ်ကပါလဲဆိုတော့ဒီစကိုင်းတိုင်းတဲမှာဖြစ်နေတဲ့စစ်ရှောင်ဆိုတာက PDF ကိုထောက်ပံ့တဲ့စစ်ရှောင်อ่ะစစ်ရှောင်တစ်မျိုး။နောက် PDF ကိုလည်းမထောက်ပံ့ဘူးအကြမ်းဖက်မှုကိုမလိုလားတဲ့စစ်ရှောင်ကစစ်ရှောင်တစ်မျိုး။အဲ့တော့စစ်ရှောင်နှစ်ခုကြားမှာဒီဘက်မှာဟာလာကြမ်းဖက်မှုကိုမလိုလားတဲ့ပြည်သူတွေပေါ့နော်။အကြမ်းဖက်မှုကိုမလိုလားတဲ့ပြည်သူတွေကတော့ဒီဘက်နိုင်ငံတော်အစိုးရရဲ့တရားဝင်အုပ်ချုပ်မှုအောက်ကို ထွက်ပြေးတာများတယ် တော့ဝင်လာတာများတယ်ဒါပေမဲ့တစ်ဖက်မှာ PDF ကိုထောက်ပံ့တယ် PDF ကိုထောက်ခံတယ်ပြီးတော့ PDF ကိုကြောက်တယ်ဆိုတဲ့အုပ်စုတွေကတော့ PDF တွေရှိတဲ့ဘက်ကိုပြေးကြတာများတယ်လက်ရှိဒီသတင်းရေးသားထားပုံကတော့အဓိကအဖြစ် PDF ဘက်ကိုပြေးတဲ့လူတွေကိုအဓိကရေးသားထားပုံရတယ်ဘာကြောင့်လဲဆိုတော့လက်ရှိအနေအထားမှာစကိုင်းတိုင်းမှာစစ်ရှောင်တာပဲဖြစ်ဖြစ်ဟဟလားစစ်ကြောက်ဟဟလားရွာပြတ်သွားလို့စသည်အဖြစ်ပေါ့နော်သူတို့နေရင်ပြည့်စုံရောက်လို့ ထွက်ပြေးလာတယ်ပဲဖြစ်ဖြစ်ဒီလူတွေကိုလက်ရှိအနေအထားမှာစကိုင်းတိုင်းဝန်ကြီးချုပ်ဦးဆောင်ပြီးတော့နောက်ပြီးတော့နိုင်ငံတော်ကအားလားလမ်းညွှန်ချက်နဲ့အညီထောက်ပံ့မှုတွေကူညီပံ့ပိုးမှုတွေအများကြီးလုပ်နေတာစကိုင်းသားတွေအကုန်သိတယ်အဲ့တော့ပြောရလို့ရှိရင်ဟိုဘက်ကခုနကျွန်တော်ပြောခဲ့သလို PDF နဲ့ပတ်သက်တဲ့သူတွေဒီသာဒီဘက်ကတရားဥပဒေပေါင်တဲ့ကိုမဝင်လာနိုင်တာဒီတရင်ရဲ့ခေါင်းစဉ်အရေးသားကတော့အဓိကအဖြစ်တရားဥပဒေပေါင်တဲ့ကိုမဝင်လာရဲတဲ့စစ်ရှောင်တွေကိုဥတီပြီးရေးထားတဲ့သဘောရှိတယ်။အဓိကဘာလဲဆိုတော့ဒီဘက်မှာဟာလာ လာစင်ပေါ့နော်စစ်ပေးရှောင်းထောက်ပံ့ရေးပေါ့နော်စစ်ရှောင်းထောက်ပံ့ရေးဆိုပြီးတော့တအူးကို2000ထောက်ပံ့တယ်လို့နောက်ပြီးတော့ကျွန်တော်တို့နိုင်ငံတကာ NGO အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့လဲစံတို့စီတို့ဂျန်နယ်စားနိုင်ရခဆက်ပြာတို့တော်ရိုက်စီတော်ရိုက်တန်အစထောက်ပံ့နေတယ်လို့ကျွန်တော်တို့ကြားသိရတယ်နော်ကျွန်တော်ကြားသိရတယ်ကျွန်တော်ဒါကြောင့်လို့တချို့လူတွေဟာဒါတွေအားလုံးကတော့ပြောရရင်တော့ဥပဒေပေါင်ထဲမှာလောက်တာပေါ့နော်အဲ့တော့တခြားလူတွေဟာဒီလိုဥပဒေပေါင်ထဲမှာလုံနေတဲ့ ဟုတ်လားဦးထောက်ပံ့နေတဲ့ဟာတွေကိုဘာကြောင့်လာမယူရဲတာလဲဒီဇလန်ရှင်းနေသူတို့ဟာအကြမ်းဖက်အုပ်စုတွေနဲ့ပတ်သက်နေလို့ဒါရှင်းရှင်းလေးအဲ့တော့အကြမ်းဖက်အုပ်စုတွေနဲ့ပတ်သက်နေတဲ့သူတွေဟာဒီဘက်ဥပဒေဘောင်ထဲမှာကိုကြီးထောက်ပံ့ပေးနေတာကိုလာပြီးတော့မယူရဲဘူးဒါစကိုင်းမှာဖြစ်နေတဲ့ပြဿနာအားလားနောက်တစ်ခုကဘာလဲဆိုစကိုင်းမှာတဖြည်းဖြည်းနဲ့အကြမ်းဖက်အင်အားနည်းလာတယ်နည်းလာတော့ခုနဒီသတင်းထဲမှာပေါ်ပြသွားသလိုပဲအင်းအင်းတက်မလို့နဲ့ဒါဒီဒေသခံဘယ်လိုခေါ်မလဲကျွန်တော်တို့ပြည်သူစစ်တွေက စစ်ကြောင်းထိုးပြီးတော့တချို့ရွာတွေကိုရှင်းလင်းတယ်ရှင်းလင်းပြီးတော့ okay clear ဖြစ်သွားတဲ့ရွာတွေကိုဒေသခံရွာသားတွေကိုပြန်ပြီးတော့နေရာချလို့ရပြီလို့ဒီလိုဖိတ်ခေါ်နေရရှိတယ်ဒါပေမဲ့အဲ့လိုဖိတ်ခေါ်နေပေမဲ့တချို့ရွာတွေကအကြမ်းဖက်အုပ်စုတွေနဲ့တရွာလုံးပတ်သက်နေတဲ့အတွက်သူတို့လိပ်ပြသူတို့မလုံလို့ဒီရွာတွေကိုမလာရဲကြောင်းပြဿနာအဲ့လိုဖြစ်နေတာဇကိုင်းမှာတချို့ရွာတော်တော်များများဆိုရင်သူတို့ကိုနိုင်ကိုကဒီအကြမ်းဖက်အုပ်စုကိုမထောက်ခံပေမဲ့အကြမ်းဖက်အုပ်စုတွေက မင်းတို့ဒီရွာမှာနေရင်မင်းတို့ကိုစစ်တပ်ကိုထောက်ခံတဲ့လူတို့ငါတို့တတ်မှတ်မယ်ပြီးလို့ရှိရင်ငါတို့ကိုယ်တိုင်မင်းတို့တတ်မယ်ဆိုဒီလိုအကြမ်းဖက်အုပ်စုတွေရဲ့ချိန်ချောင်းမှုတွေရှိနေတာကြောင့်နှစ်ဖက်ကိုကြောက်နေရတယ်ဆိုတဲ့သဘောမျိုးကြောင့်တချို့ပြည်သူတွေကမလာရဲဘူးပြည်ထနာတွေကအဲ့လိုရှိနေတယ်အဲ့လိုရှိနေဒီစကိုင်းတိုင်းနဲ့ပတ်သက်တာတွေကတချို့ကိစ္စတွေကရှင်းပြအလွန်ခက်တယ်ဘာကြောင့်လဲဆိုစကိုင်းတိုင်းဟာလက်ရှိဟလာအကြမ်းဖက်နှိမ်နေစစ်ပွဲမှာအကြမ်းဖက်နှိမ်နေစစ်စင်ရေးတွေမှာအတော်ခံလိုက်ရတဲ့ဒေသတစ်ခုဖြစ်တယ်မြန်မာနိုင်ငံထဲမှာ ။ဘာကြောင့်လဲဆိုတော့အကျန်းဖတ်သမားတွေတော်တော်များများဟာစကိုင်းတိုင်းကိုခြေကုပ်ယူဖို့အရင်ဆုံးကြိုးစားတာ။ဒါပေမဲ့ဒီဘက်ကတက်မတော်ဘက်ကတော်တော်လေးဖိဖိစီစီလုံးလိုက်တဲ့အခါမှာလာဒီနေ့ဒီချိန်မှာဆိုစကိုင်းတိုင်းရဲ့ရွာတော်တော်များများဟာတချို့တွေပြည့်စည်သွားတယ်မှန်တယ်။ဒါပေမဲ့အကျန်းဖတ်သမားတွေခိုအောင်မှုမဖြစ်နိုင်လောက်အောင်ဖြစ်ကုန်တယ်။ဒါမျိုးကျွန်တော်ပြောချင်တယ်။အဲ့တော့စကိုင်းတိုင်းရဲ့စစ်ဘေးဒုက္ခတွေအကြောင်းပြောမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဟလာနှစ်ပိုင်းခွဲပြောရလိမ့်မယ်။ဂျမ်ဖက်အုပ်စုကိုမလိုလားတဲ့စပေးရှစ်ဆောင်တွေရှိသလို အကျန်းဖတ်အုပ်စုနဲ့ပဏံသိနဲ့စေဘေးစစ်ဆောင်တွေရှိတယ်။ဒါကြောင့်မို့စကိုင်းတိုင်းရဲ့စေဘေးစစ်ဆောင်အကြောင်းပြောမယ်ဆိုလို့စေဘေးဆောင်အကြောင်းပြောမယ်ဆိုရင်ကျွန်တော်နှစ်ပိုင်းခွဲပြောရလိမ့်မယ်လို့နော်ကျွန်တော်ဒီလိုသုံးသပ်ခြင်းတယ်။စကိုင်းမှာနေတဲ့ပြည်သောတိရွာတွေရှိတယ်။မင်းစကိုင်းရောက်ဘူးလား။ဘလောက်ငတ်ပြတ်နေပြီလဲဆိုတာမင်းသိလား။နောက်တစ်ခုကမင်းတို့စစ်တပ်ကပေးတဲ့စေဘေးဆောင်တွေအတွက်ပတ်စံ2000ဆိုတာကအဲ့စစ်ဆောင်တွေကိုဘယ်နှလားတစ်ခါပေးတာတလားတစ်ခါပေးတာလားတလားတစ်ခါပေးတော့အဲ့စစ်ဆောင်တွေအတွက်တလား2000ကဘာလို့လို့ရမှာတော့ တကယ်တကယ်မင်းတို့စစ်တပ်ကပြည်သူတွေရဲ့ယုံကြည်အားကိုးမှုကိုရကျင်လာရကျင်တဲ့ဆိုရင်မင်းတို့ဖျက်ဆီးခဲ့လို့ပျက်စီးရွာတဲ့ဂျွာတွေအများကြီးပဲအဲ့ဒီဂျွာတွေမှာရှိနေတဲ့ပျက်စီးခဲ့တဲ့ဂျွာတွေမှာရှိတဲ့အိမ်တွေကိုမင်းတို့ပြန်ဆောက်ပေးမင်းတို့ပတ်စံတဲ့ဘဲပြည်သူဆောင်တဲ့အခွန်ထဲမှာမဟုတ်ဘူးနော်မင်းတို့တက်ကရတဲ့ဘီလီယံချီတောင်းတွေနှစ်စဉ်တောင်းနေတဲ့တက်အသုံးစရိတ်နဲ့ အရိယဟာနဲ့ပြန်ပြီးစောက်ပြီးအဲဆိုရင်မင်းတို့ပြည်သူကပြန်ပြီးတော့မှယုံကြည်လာလိမ့်မယ်မင်းတို့အားပေးတဲ့တပ်ကိုလေပတ်ဆက်နှစ်တောင်းကတော့ဟဲ့အောင်မင်းဒီလိုဇကိုင်းလိုနေရာမျိုးမပြောနဲ့ဟိုဘက်ချင်းပြည်နယ်လိုနေရာမျိုးကလူတွေကတော့မယူဘူးမင်းတို့စက်တက်ကိုဘလောက်ယုံလဲမယုံလဲဆိုတာစဉ်းစားကြည့်မင်းလိုကောင်မျိုးတော်မှဒီလောက်တော့မှခွဲခြားပြီးတော့မှစစ်ပေးဆောင်တော်မှဟိုစက်တက်ကိုဘောစက်တက်ကိုဘောမှတဲ့စစ်ပေးဆောင်တဲ့တော်လန်ရင်ကိုအားပေးတဲ့စစ်ပေးဆောင်ဆိုပြီးခွဲခြားနေမယ်ဆိုရင်နော် စစ်ထက်မှာရှိနေတဲ့အရာရှိပိုင်းတွေကမင်းတို့ထက်တောင်ပိုဆိုးမယ်ဆိုတာကိုမင်းတို့ရဲ့ဗီဒီယိုဖိုင်စကားအသွားအလာကိုကြည့်ခြင်းအပြင်သိနိုင်တယ်နော်အောက်ဒန်ဆာဆိုတော့ထားလိုက်ပါတော့ဗျာဒီကောင်လေးကတော့ဒီလိုမျိုးပါပဲခေါင်းဖြူပြီးအုံနောက်ကြီးတည်တရတက်လာတော့ခုမှမရှိတဲ့ကောင်လေးဆိုတော့လေနော်ဆိုတော့ဒါအောင်မင်းပေါ့အားလုံးကျေးဇူးတင်နေကျွန်တော်တို့ရဲ့ Arsenal YouTube channel လို့ like and subscribe လုပ်ပြီးပြောချင်တယ်တင်ပြဗီဒီယိုတခြားချိန်လို့ရအောင်လို့ဘေးနားကောင်လို့ဒီကောင်လေးကိုလည်းနေပေးခဲ့ကြမှာလို့ပြောချင်ပါတယ်နောက်တစ်ခေါက်မှာပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေခင်ဗျာ